အားလုံးပဲမင်္ဂလာပါဗျ 2D KMT မှာအားလုံးကိုနေထွေးစွာကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတင်းနေတာဖွင့်နေတဲ့အတွက် 2D လက်ကီကဏ္ဍလေးပေါ့နော်ကိုမတို့ကတော့ကြည့်ပြီးတော့ချိန်နေတဲ့ရင်တော့သုံးပါဗျ โอเคပါအားလုံးပဲမင်္ဂလာပါဗျာ ရှိရ6ရဒီရ3ညရဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့ကျွန်တော်ဒီမှာဒီ4ဘိုင်း4ဘိုင်းမှာ3ည4ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ3ည4ရဒီရ8 3ည4 8ပေါင်းချင်းဒီ2ဖြစ်လို့ကျွန်တော်ဒီမှာဒီ2ဘိုင်း2ဘိုင်းမှာ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျ။ ဒါကြောင့်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ6ရက်နေ့ရပေါင်းချင်းဒီရှေ့ရှင်းတဲ့ဒီက9ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့ကျွန်တော်ဒီမှာဒီ9ပိုင်းပြတော့ဒီ9ပိုင်းမှာလဲ9ဘူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီလုံးမိုင်းဆိုင်လေးထပ်ပေးမယ်ဆိုရင်ကျွန်တော်တို့9ရ9ရဒီနှလုံးပေါင်းချင်းဒီ3ည3ညနဲ့ဒီက6နဲ့ပေါင်းတော့6 ဒီ၃လုံးပေါင်းခြင်း6ဖြစ်လို့ကျွန်တော်ဒီမှာဒီ6ပိုင်းပြအားလုံးမဲ့နားလည်းမလို့လည်းထင်တယ်ပေါ့နော်ကြိုက်နှစ်သက်မှုရှိမှလည်းသုံးပါဗျကျော်ဒီမှာ6 6၃ညပေါင်းခြင်းဒီ၄ဖြစ်လို့ကျွန်တော်၄ပိုင်းမှာ၃ည၄ဆိုပြီးတော့ထွက်တယ်နောက်တစ်ပိုင်းဒီလည်း၃ည၄8ပေါင်းခြင်းဒီ2ဖြစ်လို့ကျွန်တော်2ပိုင်းမှာ6 2ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပိုင်းဒီ6 2ခွင်ပေါင်းခြင်းဒီကျွန်တော်တို့5ဖြစ်လို့5ပိုင်းမှာ5ဘူးဆိုပြီးတော့ထွက်တယ် ါကြောင့်မို့ဒီနေ့မှာကျွန်တော်တို့9ရက်9ရက်6ရက်3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ပိုင်းမှာဗျ PD အမ်ကြိုက်တယ်တော့ဟုတ်ကဲ့ပါဗျာနော်ကြိုက်ရင်တော့3ပါဗျာ သက်ပိုင်းနဲ့ကိုယ်ခွဲပါထွက်တယ်ကိုယ်ခွဲခန်းတော့ကျွန်တော်မကြည့်ရသေးဘူးပေါ့နော်ကြော်ဒီမှာ၄ရက်6ရက်ခွင်ရက်ဒီ၃လုံးပေါင်းချင်းဒီခွင်ဖြစ်လို့ခွင်ရက်နှစ်ခတ်ဒီ၃ညာခွင်၃ညာဒီကျွန်တော်ဒီမှာအချိန်မြတ်ဒီခွင်၃ညာအချိန်မှာ၃ညာလေးထွက်တော့ကျွန်တော်တို့၃ညာထီလေဗျဒီမှာဆိုကျွန်တော်တို့ကဒီ၄ဘိုင်နဲ့ဒီခွန်၃ညအချင်းနဲ့တွဲရင်၄ခွန်၄၀ပေါ့နော်အဲ့ဒီနှစ်ကွက်မှာကျွန်တော်တို့၃ည၄ဆိုပြီးတော့ထွက်တယ်။ဘူတာနဲ့အပူးမတွဲဘူးလားတဲ့။ အပူကတော့ကျွန်တော် brain နဲ့ချော်ရင်တော့အပူဒီပါမပေါ့နော်ဒါဆိုရင်ကျော်ဒီမှာ၈ရက်၄ရက်ပေါင်းချင်းတည်နှစ်နှစ်နဲ့ဒီရက်9နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းတည်ကျွန်တော်တို့9ဖြစ်လို့9ရက်နှစ်ခက်တည်6 9 6တည်ကျွန်တော်ဒီမှာအချိန်မြတ်ဒီ9 6အချိန်မှာလဲ6နှစ်ထွက်တော့6ထီတယ်ဒီမှာဆိုကျွန်တော်တို့ကနှစ်ပိုင်းနဲ့ဒီ9 6နဲ့တွဲရင်2 9 2 6ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့6နှစ်ဆိုပြီးတော့ထွက်တယ်ဗျာ တော်တော့3 3 3ကိုပါတကူကွယ်ဟုတ်ခဲ့ပါဗျာနော်ကိုကွယ်ဘလိုဖြစ်လို့နှစ်ခုဖြစ်နေရလဲဗျာ3 3 3ကို30 3 3ဘယ်အတီရွတ်မှာလဲဗျာနော်ဒါကြောဒီမှာ not depend ပေါ့နော် not depend ဒီ3ရဲ့2ရဲ့ဒီက3ရဲ့ တောင်ညာနှစ်တုံပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှစ်ခက်ဒီ3 9 3ဒီလဲကျွန်တော်ဒီမှာအချိန်မြတ်ဒီ9 3အချိန်မှာလဲကျွန်တော်တို့9ဘူးထွက်တော့9ထီတယ်ဒီမှာဆိုရင်ကျော်တို့က9ပိုင်းကိုဒီ9 3နဲ့တွဲရင်9ဘူး9 3ပေါ့နော်အဲ့ဒီနှစ်ကွက်မှာကျော်တို့9ဘူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျော်ဒီနေ့မှာပေါ့နော်6ရဲ့9ရဲ့ပေါင်းချင်းဒီ1နဲ့ဒီက9နဲ့ပေါင်းတော့3ညာ ဒီ၃လုံးပုံချင်းဒီတုံညာဖြစ်လို့တုံညာရဲ့နှက်ခတ်ဒီခွန်းတုံညာခွန်းဒီကျော်ဒီမှာအချိမ့်မြတုံးစီတုံညာတို့အမှန်မှားတယ်ဟုတ်ကဲ့ပါဗျာနော်66ခွန်းဟုတ်ကဲ့ပါဗျာအားလုံးပဲ sorry ပါဗျာနော်လိုင်းကြသွားလို့ပါဗျာ ဒါဆိုရင်ရောဒီမှာနောက်ထပ်ဝမ်းကျင်းလေးပေါ့နော်လေးရဲ့ရှစ်ရဲ့ဒီရဲ့ခွန်ရဲ့ဒီသုံးလုံးပေါင်းကျင်းဒီကိုဖြစ်လို့ကိုရဲ့ပါဝါတီလေးကိုလေးတီလေးကျွန်တော်ဒီမှာအချိန်မြတ်ဒီကိုလေးအချိန်မှလည်း၃ညလေးထွက်တော့၄ထီတယ်။ဒါဆိုကျွန်တော်နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလည်း၈ရယ်၃ညရယ်ဒီက၃ရယ် ရှစ်၃ညာ၃ပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ရဲ့ပါဝါဒီ6တစ်6ဒီလဲကျွန်တော်ဒီမှာအချိန်ပြဒီတစ်6အချိန်မှာလဲကျွန်တော်တို့6နှစ်ထွက်တော့6 ठी တယ်ဗျအဲ့လိုမဲ့ဒါလေးလဲနားလဲမယ်လို့ထင်တယ်ပေါ့နော်ဟုတ်တယ်နဲ့6ခွင့်60ရဲ့လည်းဟုတ်ပါတယ်ဗျာနော်ဒီကောင်ကတော့ကျွန်တော် main ကနေအနေနဲ့တွေ့ရပါတယ်ဗျာဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပြန်ဒီ3ရဲ့6ရဲ့ဒီက9ရဲ့ တုံညာ6ခုပေါင်းခြင်းဒီ5ဖြစ်လို့5ပါဝါတီတုံညာ5တုံညာဒီကျွန်တော်ဒီမှာအချိန်ပြဒီ5တုံညာအချိန်မှာလဲ5ဘူးဆိုတော့5ထီတယ်ဒီမှာဆိုရင်ကျွန်တော်တို့က4ပိုင်းရှိတယ်ခွန်တုံညာအချိန်6လေးအချိန်ပေါ့နော်ဒီမှာတူညီတာတီတော့ဒီမှာ4ဒီမှာ4မို့ကျွန်တော်တို့4ပိုင်းကိုဒီခွန်တုံညာနဲ့တွဲရင်ကျွန်တော်တုံညာ4ပါမယ်ဒီမှာလဲကျွန်တော်တို့နှစ်ပိုင်းရှိတယ်6 6အချင်း1 6အချင်းဆိုတော့2ညီတာတီဒီမှာ6ဒီမှာ6မို့6ပိုင်း 6ဘိုင်နဲ့ဒီဘက်က2ဘိုင်နဲ့တွဲရင်6နှစ်ဆိုပြီးတော့ကျွန်တော်တို့ပါမယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒီ5ဘိုင်ရှိတယ်5 3အချိန်5 3ညာအချိန်ဆိုတော့ဒီမှာတော့ကျွန်တော်တို့က5ဘိုင်ဒီပိုရေးကောင်းတယ်ပေါ့နော်အဲ့ဒီမှာတော့5ဘူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျတော့ဒီနေ့မှာပေါ့နော်6ရယ်5ရယ်ပေါင်းချင်းတီတီတင်းနဲ့ဒီရက်တင်းနဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းတီ2ဖြစ်လို့2ရယ်ပါဝါတီခွန်2ခွန်တီကျွန်တော်ဒီမှာအချင်းပြ တော့ကျွန်တော်ဒီမှာတူညီရတော့ဒီမှာဒီလဲခွန်ဒီမှာဒီလဲခွန်ပေါ့နော်အပေါ်ပင်တိုင်းဆက်ပေးနေမှာဆိုရင်တော့ကျွန်တော်တို့ဒီနေ့မှာခွန်ပိုင်ပေါ့နော်ခွန်ပိုင်ကိုကျွန်တော်တို့6ပိုင်နဲ့ဆိုရင်6ခွန်ဆိုပြီးတော့တကွက်ပဲထိုးရမှာဗျ တော့ဒီမှာဆိုရင်ဒီကောင်းလေးကိုခွေရင်လဲကျွန်တော်တော့ပေါက်ကနန်းတော့ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် break line လေးလည်းပြပေးအောင်မယ်ဗျတော့ဒီက၄ထိပ်ရဲ့ကျွန်တော်ဒီကခွန်ရှစ်ထူတော့၅ပရေရေပေါ့နော်၄ရဲ့၅ရဲ့ပေါင်းကျင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါတီလေး၉လေးဒီကျွန်တော်ဒီမှာ break ဗျ ကျွန်တော်ဒီကိုးလေးပြိတ်မှာတုံညာလေးထွက်တော့၄ပြိတ်ထွက်တယ်ဗျအကူမရောလေဒီမှာပေါ့နော်တကယ်လို့ဒီမှာဆိုရင်ကျွန်တော်၄ဘန်ကြာရင်တော့၉လေးပြိတ်ဆိုရင်၂ကွက်ပဲထိုးရမယ်အဲ့လိုမှမဟုတ်ဖ ೇನೆ ဒီဘက်က1ချင်းလိုင်းကိုကြာရင်လည်း1ချင်းကိုကျွန်တော်ပြိတ်နဲ့ချုပ်ရင်လည်းပေါက်ကနန်းဖြစ်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပြိတ်လိုင်းဒီဒီရ၈ထိပ်ရဲ့ကျွန်တော်တို့ဒီရ၃ခွန်းဆိုလဲ၃ညပြိတ်ရပေါ့နော်၈ရ၃ညရပေါင်းချင်းဒီ၈ဖြစ်လို့၈ပါဝါဒီ၃၈၃ဒီကျွန်တော်ဒီမှာပြိတ်ပြ ဒီ၈၃ပြိမ့်မှာလဲကျွန်တော်တို့၆နှစ်ဆိုတော့၈ပြိမ့်ထွက်တယ်ဗျ။ဒါကြောဒီမှာနောက်တစ်ပြေပေါ့နော်။ဆယ်နှစ်တမိနစ်ကိုလဲ၆ထက်၆နောက်၆ပိုင်းနဲ့ဟုတ်ခဲ့ပါဗျ။ဒါကြောဒီမှာဒီတုံညာထိတ်ရဲ့ကျွန်တော်တို့ဒီရ၉၆ဆိုတဲ့၅ပြိမ့်ရေပေါ့နော်။ဒီ၃လုံးပေါင်းခြင်းဒီ၅ဖြစ်လို့၅ပါဝါတီတုံညာ၅တုံညာဒီကျွန်တော်ဒီမှာ break ဗျ။ ဒီ၅တုံညာပြိမ့်မှာလဲ၅ဘူးဆိုတော့တုံညာပြိမ့်ထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့အတွက်ပေါ့နော်ဒီရ6ထိပ်ရဲ့ကျွန်တော်ဒီရ1ကိုဆိုတဲ့တုံညာပြိမ့်ဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်6ဖြစ်လို့6ရဲ့ပါဝါတီတီ6တက်ဒီကျွန်တော်ဒီမှာပြိမ့်ပြဟုတ်တယ်ဟုတ်တယ်6 1 9ပြိတယ်ဟုတ်ပါတယ်ဗျာเนาะဒီပြိလေးလေးအဆက်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့6 1 9ဒီပြိ ီမှာကျွန်တော်တလုံးနဲ့ပြနေတဲ့ပရိတ်ကြီးကျွန်တော်ကိုးပရိတ်တွေ့တယ်ပေါ့နော်ဒီအခုကျွန်တော်ပြတဲ့ပရိတ်လမ်းဒီတလုံးနဲ့ပြတဲ့ပရိတ်ပေါ့နော်ကျွန်တော်တို့6ရဲ့3ရဲ့8ရဲ့3လုံးပေါင်းချင်းဒီ4ဖြစ်လို့ကျွန်တော်ဒီမှာဒီ4ပရိတ် လေးပလိတ်ပေါ့နော်ဒီမှာတုံညာလေးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီ၄ရဲ့၄ရဲ့ပေါင်းချင်းဒီ၈ရှစ်နဲ့ဒီရတုံညာနဲ့ပေါင်းတော့၈ဒီသုံးလုံးပေါင်းချင်း၈ဖြစ်လို့ကျွန်တော်ဒီမှာဒီ၈ပလိတ်၆နှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါကြောင့်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၈ရဲ့6ရဲ့ပေါင်းချင်းဒီလေ၄နဲ့ဒီရ6နဲ့ပေါင်းတော့3ညာဒီ3လုံးပေါင်းချင်းဒီ3ညာဖြစ်လို့ကျွန်တော်ဒီမှာဒီ3ညာပြိ5ဘူးဆိုပြီးတော့ထွက်တယ်ဗျ။ ဒါဆိုရင်တော့ဒီနေ့မှာပြိသည်3ရရဲ့4ရဲ့ဒီရ5ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြည့်လို့ကျွန်တော်ဒီမှာဒီ6ပြိလေးတွေ့တယ်ဗျအကိုမတို့ကကြိုက်နှစ်သက်မှလည်း3ပေါ့နော်ကျွန်တော်ကတော့ဒီမှာ6 3ညာခွင်းနှစ်ပဲခွေလိုက်မှာပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်တို့ဒီကောင်နေကိုပြိနဲ့ချုပ်ရင်လည်းရပါတယ်ဗျ ျွန်တော်ဒီမှာ6တုံညာခွင်းနဲ့အခွေရဲ့ကျွန်တော်10ပူ3ပူ13ပေါ့နော်ဒီ3ခွက်ထက်ထဲပါတယ်ဗျာကိုမတို့ကလည်းကြိုင်းနေတတ်မှုရှိမှလည်း3ပေါ့နော်အစောကကျွန်တော်ပြောတယ်ကျွန်တော်တို့6ပိုင်ခွန်ပိုင်ကိုပဲကျွန်တော်တို့ break ဒီနဲ့ချုပ်မလားပေါ့နော်အဲ့လိုမဲ့ကျွန်တော် ရှင်းပြလေးရဲ့နားလည်းမဲ့လို့ထင်ပါတယ်ဗျာအကြိုက်ကတော့3ပေါ့နော်ကျွန်တော်တို့ဒီမှာတော့1ချိန်အပြည့်ပေါက်လေးတွေရဲ့ break လေးတွေကိုတွက်ပြပေးထားတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုမဲ့ကျွန်တော်တွက်ပြတဲ့ခဏလေးဒီပေါက်ခဏလေးဖြစ်ပါစေဗျာ ်ကိုမတို့ကြိုက်တဲ့ခဏန်းဒီလဲ7နိုင်တမိနေထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျလွန်လိုက်ကိုကြည့်ရှုအပ်ပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတူဒီကိုလည်းထိုးထဲပေါ်ပြီးတပတ်တပတ်အမျက်တည်ရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ channel ကို subscribe နဲ့တည်တဲ့ကိုမတို့ရလည်း subscribe နဲ့ပြည့်ဖို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင် see you ပါအားလုံးပဲ